ခုဆက်ပြီးနိုင်ငံတကာ သတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ။ညူယောက်မြို့မြို့တော်ဝန်ရွေးပွဲမှာအမေရိကန်သမ္မတဒေါ်နယ်ထရပ်မလိုလားတဲ့ဒီမိုကရက်တစ်ဆိုရှယ်လစ်တယောက်ဖြစ်တဲ့ဇိုရန်မန်ဒန်နီကအနိုင်ရရှိခဲ့ပါတယ်။နယူးယောက်မြို့မြို့တော်ဝန်ရွေးပွဲကို1969ခုနှစ်နောက်ပိုင်းမဲပေးသူအများဆုံးဆန့်ကျင်တဲ့အောင်မဲဆန္ဒရှင်နှစ်တန်းကျော်တို့ကမဲပေးခဲ့ကြပါတယ် သမရထရက်ကသူမကြိုက်တဲ့သူကိုရွေးချယ်မယ်ဆိုရင်ပြည်ထောင်စုဘတ်ဂျက်တွေဖြတ်တောက်ပြီးစစ်သက်တွေစီလို့မယ်လို့ချိန်ချောက်ထားပြီးမဲ့မြို့တော်နေသူတွေကအသက်34နှစ်သာရှိသေးတဲ့မန္တန်နီကိုမဲ့ပေးခဲ့ကြတာဖြစ်ပါတယ်။မဲ့ပေးခင်ညကတော့သမရထရက်ကပြိုင်ဘက်အင်ဒရူကူမိုကိုမဲ့ပေးကြဖို့ပြောခဲ့တာလည်းဖြစ်ပါတယ်။ မန္တာနီကမြို့တော်မှာကုန်စည်နှုန်းတွေတင်းတင်းလာစေဖို့ကိုအဓိကထားပြီးလူမှုမီဒီယာကိုကြွကြွကျင်ကျင်အသုံးပြုနိုင်ပြီးလူငယ်တွေနဲ့ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ထောက်ခံမှုကိုလည်းရရှိခဲ့တာဖြစ်ပါတယ်နယူးယောက်မြို့တော်ဝင်ဖြစ်လာတဲ့မန်ဒန်နီဟာအိန္ဒိယနယ်ဖွားမိဘတွေကယူဂန်ဒါနိုင်ငံမှာမွေးဖွားခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာမှအမေရိကန်ကိုရွှေ့ပြောင်းလာခဲ့သူလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံတရားရုံးကကိုကဲနေချာဆောက်သက်ခေါင်းဆောင်တွေအပါအဝင်အွန်လိုင်းငွေလိမ်ဂိုင်းနဲ့ပတ်သက်သူလူ9ယောက်ကိုနိုဝင်ဘာလ4ရက်နေ့ကတေတံအပြစ်ပေးလိုက်တယ်လို့စင်ခွာသတင်းမှဖော်ပြပါတယ်တည်တဲ့ချမှတ်ခင်ရသူတွေထဲမှာကိုကန့်ခေါင်းဆောင်ဟာပယ်ဆောင်ချိန်နဲ့တားဖြစ်တဲ့ပယ်ရင်ချိန်တို့လည်းပါဝင်ပါတယ်။သူတို့အပါဝင်9ယောက်ကိုတည်တဲ့ချမှတ်ခဲ့ပြီး9ယောက်ကိုတော့နှစ်နှစ်ဆိုင်းငယ်တည်တဲ့ချမှတ်လိုက်ပါတယ်။ နောက်ထပ်9ယောက်ကိုထောက်တဲ့တသက်နဲ့9ယောက်ကိုတော့ပြင်းနေတဲ့အပါဝင် နှစ်ရှင်ထောက်တဲ့တွေချမှတ်လိုက်ပါတယ်အမှုတွေထဲမှာ online လိမ်လည်မှုလူတက်မှု ပြန်ပေးဆွဲမှုငွေညှိမှုလောင်းကစားရုပ်ဖွင့်မှုတရားမဝင်နှိစက်ဖြစ်ကြော်တာကိုကူညီမှုပြည်တန်စာမှုစတဲ့အမှုတွေအများအပြားပါဝင်ပါတယ် ဒီအမှုတွေနဲ့ပတ်သက်တဲ့သက်တည်အထောက်အထားတွေကိုတော့30 20ခွန်စီစဉ်ရဲ့အသွင်မှာတရုတ်အရာရှိတွေကကိုကဲဒေတာလောက်ကိုင်းမှာလူပေါင်းထောင်ချီစီကတွားရောက်ရှာဖွေခဲ့တာလို့တရံခွေမှာဖတ်ကြားခဲ့ပါတယ်။ ကိုကင့်ဒေတာမှာစီအုပ်စုနဲ့ပူပေါင်းခဲ့တဲ့မိသားစုကြီး၄စုဖြစ်တဲ့ပယ်မိသားစု ဝေမိသားစုမြေမိသားစုနဲ့လျိုမိသားစုတွေဟာကြားဖြတ်အပါအဝင် အမှုပေါင်းများစွာနဲ့တရုတ်အကျဉ်းထောင်တွေမှာထိတ်သိမ်းခံနေရပြီးအမှုရင်ဆိုင်နေရတာဖြစ်ပါတယ် ်စက်တင်ဘာလအတွင်းကတော့ကွယ်လွန်သူမြေလျှောက်ချမ်းရဲ့သားမြေကော်ဖြစ်တဲ့မြေဖြစ်တဲ့မြေကျိကျိအပါဝင် လူ၁၁ယောက်ကိုလည်းတရုတ်တရားရုပ်တစ်ခုကစက်တင်ဘာ၂၉ရက်နေ့ကတည်နယ်ချမှတ်ထားပါတယ်အင်္ဂလန်ကနာမည်ကျော်ဘောလုံးသမားဟာဒေးဗစ်ဘက်ခမ်ကိုနံပါတ်3ချားစ်ဘရင်ကနိုဝင်ဘာလ4ရက်နေ့မှာ မြင်းစည်းသူရဲကောင်းတစိမ့်ပေးအပ်ပြီးစာပွဲချီးမြှင့်ခဲ့ပါတယ် ဒီသူရဲကောင်းစာပွဲကိုတော့ဘောလုံးကစားပွဲတွေမှာအင်္ဂလန်နိုင်ငံအတွက်ထူးထူးချွန်ချွန်ကစားနိုင်ခဲ့တာနဲ့ဗြိတိရှလူမှုအတိုင်းဝိုင်းအတွက်ပရာဟီတာလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက်ပေးအပ်ခဲ့တာဖြစ်ပါတယ်ဒေးဗစ်ဘက်ခမ်းဟာအင်္ဂလန်အမျိုးသားဘောလုံးအသင်းရဲ့ခေါင်းဆောင်ဟောင်းတစ်ယောက်ဖြစ်ပြီးကမ္ဘာဖလားပွဲ၃ချိန်တိုင်အောင်အင်္ဂလန်အသင်းမှာပါဝင်ခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်၊ရီယယ်မက်ဒရစ်စတဲ့ကလပ်အသင်းကြီးတွေမှာလည်းအောင်မြင်မှုအများပြားရရှိခဲ့ပါတယ်။ 2021ခုနှစ်လန်ဒန်အိုလံပစ်ပွဲတော်ကျင်းပခွင့်ရရည်အတွက်လဲသူဟာတန်တမန်ကောင်တယောက်အနေနဲ့ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်ပေါ်လောအကစားမတင်မကပါဘူးဒေးဗစ်ဘက်ခန်ဟာ2005ခုနှစ်ကစပြီး UNICEF ရဲ့တန်တမန်တယောက်အနေနဲ့နှစ်ပေါင်းများစွာလှုပ်ဆောင်ခဲ့ပြီးကလေးတွေအတွက်ရန်ပုံငွေအများကြီးကိုရှာဖွေပေးနိုင်ခဲ့တာကြောင့် UNICEF အဖွဲ့က2015ခုနှစ်မှာသူ့နာမည်နဲ့ရန်ပုံငွေတစ်ခုကိုထူထောင်ခဲ့ပါတယ် 2024ခုနှစ်မှာတော့ David Beckham ဟာဘရစ် Foundation မှာတန်အမတ်ဖြစ်လာခဲ့ပြီး Charles ဘရင်ရဲ့ပညာရေးအစီအစဉ်တွေနဲ့လူငယ်တွေကိုတဘာဝပတ်ဝန်းကျင်ကိုပုံမနားလည်စေမဲ့လုပ်ငန်းတွေမှာပံ့ပိုးပေးခဲ့ပါတယ်။စာပွဲဖြစ်တဲ့သူရဲကောင်းစုပီပွဲအခမ်းအနားကိုအင်္ဂလန်နိုင်ငံဝင်းစာနန်းတော်မှာကျင်းပခဲ့ပြီးဇနီးဖြစ်တဲ့ Victoria နဲ့မိဘနှစ်ပါးဖြစ်တဲ့ Sandra နဲ့ David တို့လည်းတက်ရောက်ခဲ့ပါတယ်။ David ဟာအခုချိန်မှာတော့အသက်50ရှိပြီဖြစ်ပါတယ်။ ဒေသအခေါ်တီနိုလို့ခေါ်တဲ့ကယ်မေဂီတိုင်ဖုန်းမုန်တိုင်းဟာဖိလစ်ပိုင်နိုင်ငံမှာအနည်းဆုံးလူပေါင်း66ယောက်သေဆုံးစေခဲ့ပြီးပြည်စည်းမှုအများကြီးလည်းဖြစ်စေခဲ့ပါတယ်။ဒီနေ့အတွင်းအပြင်းထန်ဆုံးတိုင်ဖုန်းမုန်တိုင်းတွင်ထဲကတစ်ခုဖြစ်တဲ့ကယ်မေဂီဟာဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းစီဘူးကျွန်းကိုဝင်ရောက်ချိန်မှာတော့မြို့တမြို့လုံးကိုရွေလန်းမိုးသွားခဲ့ပါတယ်။အဲဒီမှာပဲလူ49ယောက်သေဆုံးခဲ့ပြီး26ယောက်ပျောက်ဆုံးသွားခဲ့ပါတယ်။ လူမှုမီဒီယာတွေမှာပြန့်နှံ့နေတဲ့ရုပ်သံတွေထဲမှာတော့လူတွေဟာအိမ်ခေါင်မိုးတွေပေါ်မှာတက်နေကြပြီးကားတွေနဲ့ပင်လယ်ကူးကွန်တိန်နာတွေဟာလမ်းတွေတစ်လျှောက်ရည်နဲ့မျောပနေကြပါတယ်။စီဘူးရဲ့တောင်ပဲမင်တနောင်ကျွန်းမှာတော့စစ်ဟယ်လီကော်ပတာတစ်စီးပြက်ကျသွားခဲ့ပြီးဝန်ထမ်း6ယောက်လည်းတည်ဆုပ်သွားခဲ့ပါတယ်။မုတ်တိုင်းတီနိုဟာကန်းချီကိုဝင်ရောက်တဲ့အခါမှာအပြော့သွားခဲ့ပေမဲ့လေတိုက်နှုန်းဟာတနအီကိုမိုင်80ကီလိုမီတာ130အထိ ရှိနေခဲ့တော့ဖြစ်ပါတယ် မုတ်တိုင်းမဲလ်မေဂီခေါ်တီနိုကြောင့်လူပေါင်းလေးသိန်းကျော်ကိုနေရာရွှေ့ပြောင်းထားနေရတယ်လို့ဖိလစ်ပိုင်တဘာဝဘေးအန်ဒီရဲ့အင်ဂျင်စီကပြောပါရယ်။ထိုင်းနိုင်ငံမှာတော့အရှေ့မြောက်ပိုင်းအရှေ့ပိုင်းအလယ်ပိုင်းမြေပြန့်လွင်ပြင်တဲ့မြောက်ပိုင်းတွေမှာတောက်ကြစနေနေ့တွေမှာမုတ်တိုင်းကြောင့်မိုးသည်ထန်နိုင်တယ်လို့ထိုင်းမိုးလေဝသဌာနကထုတ်ပြန်ထားပါရယ်။